က်စတာအသင်းအားတွင်းကုန်းမတွင်းယူနိုင်ပဲပရီးမီးယားလိပြပွဲမှာ၈ပွဲဆက်တိုက်စံချိန်တင်ရှုံးနေတဲ့ပထမဆုံးပရီးမီးယားလိအသင်းဖြစ်လာခဲ့ပါတယ်။လက်စတာအသင်းအားအင်္ဂွင်းမှာနျူကာဆယ်အသင်းကိုတွင်းကုန်းကိုမရှိနဲ့အေးနိုင်ပြီးတဲ့နောက်ဒီစံချိန်ဆိုးကိုရရှိသွားခဲ့တာပါ။လက်စတာအသင်းဟာနီပြနစ်စတယ်ရိုင်းလက်ထက်မှာရလဒ်တွေဆိုးရနေပြီးဒီရှုံးပွဲကြောင့်ပရီးမီးယားလိမှတ်ပေးစရာအဆင့်၁၆နေရာမှာယက်တီနေကအဆင့်၁၆နေရာက Wolf အသင်းနဲ့၅မှတ်ကွာဟနေတာဖြစ်ပါတယ်။လက်စတာအသင်းဟာ1986-89ရာသီက ဆန္ဒလန်အသင်းပြီးနောက်ထိတ်တန်းလိမှအတွင်းကိုမတွင်နိုင်ပဲရှစ်ပွဲဆက်တိုက်အရေးနိုင်တဲ့တင်းတဲ့သောအသင်းဖြစ်ခဲ့တာပါမစ္စတာရိုက်ကအကောင်းဆုံးယူရဲ့ချက်တီနဲ့စတင်ခဲ့ပေမယ့်နောက်ထပ်တစ်ပွဲရှုံးနေခဲ့ပါတယ်အလွန်စိတ်ပျက်စရာနဲ့စိုးရိမ်စရာပါပဲကြီးမားတဲ့စင်ခုံမှုဖြစ်ပြီးကျွန်တော်တို့တွားနေတဲ့ပုံစံကိုကျွန်တော်တို့အားလုံးသိပါတယ်ဒါကအလွန်ခက်ခဲပါတယ်အခက်ခဲဆုံးအရာကကျွန်တော်တို့ကဒီနေရာမှာပဲအချိန်ကြာကြီးရှိနေပြီးကောင်းမွန်တဲ့ရလဒ်တွေမရှိခဲ့ပါဘူးလို့ပြောခဲ့ပါတယ်လက်စတာတင်အားလာမယ့်ပွဲစဉ်နှစ်ပွဲကိုအရေးနိုင်ပြီး Wolf အတင်ကပွဲစဉ်နှစ်ပွဲကိုအနိုင်ရခဲ့ရင် ချန်ပီယံရှစ်ပြိုင်ပွဲထံတံပြန်ဆင်းဖို့တည်ကြသွားပြီဖြစ်တာပါလက်စတာအသင်းအားရာသီအစပိုင်းမှာရက်လက်ဆူတွေကြောင့်နီပြစတီဗ်ကူဘာကိုထုတ်ပေးပြီးယူနိုက်တက်အသင်းကိုယာယီနီပြဖြစ်ကင်တွဲခဲ့တယ်နစ်စတာရန်ကိုနီပြအသင်းဖြစ်ခန့်ခဲ့ပါတယ်လက်စတာအသင်းအားနစ်စတာရန်ကင်တွဲတဲ့အစောပွဲတွေမှာရက်လက်ကောင်းခဲ့ပေမယ့်နောက်ပိုင်းပွဲတွေမှာရက်လက်တွေဆိုးခဲ့ပြီးဇန်နဝါရီ26ရက်နောက်ပိုင်းနိုင်ပွဲရောတွင်းကိုပါမရရှိတော့တာပါလက်စတာအသင်းအားလာမယ့်ပရီးမီယာလိပွဲစဉ်ဖြစ် Brighton အသင်းအင်ဝင်သွားရောက်ရှင်းပြရမှာဖြစ်ပါတယ်